လင်းမယ်ရီဟာသူတို့ရဲ့ယာထူးကိုအတုံးချပြီးရွှေတွေမှောင်ခိုသွင်းခဲ့ကြပါတယ်။သူတို့ဟာရွှေတုံးတွေကိုအရေးကြိုပြီးကြိုတန်ပြင်ဆင်ထားတဲ့ပုံစံကွက်တွေနဲ့လောင်းထည့်လိုက်ပါတယ်။အရေးခံပြီးတဲ့နောက်ရွှေတုံးတွေဟာရွှေဘော်လုံးလေးတွေထွက်သွားပါတယ်။မမိအောင်လို့သူတို့ဟာရွှေဘော်လုံးတွေကိုချောကလက်နဲ့အုပ်လိုက်ပါတယ်။ပြီးတော့တတ်တုစခုနဲ့ပတ်လိုက်ပါတယ်။ချောကလက်လုံးအဖြစ်ဖုံးကွယ်ထားလိုက်ပါတယ်။နောက်ဆုံးတော့သူတို့ရဲ့ခီးဆောင်အိတ်ထဲထည့်လိုက်ကြပါတယ်။ ပေါင်တလအလေးကျင့်ရှိတဲ့ရွှေတွေကိုဒူတိုင်းကိုတည်သွားဖို့အတွက်ပါသူတို့ဟာလေရင်မဲလီဖြစ်တာကြောင့်လုံကြုံရေးကသူတို့ကိုမစစ်ဆေးခဲ့ပါဘူးသူတို့သုံးယောက်ဟာရွှေတွေကိုလေရင်ဘော်ကို အောင်မြင်စွာတည်ဆောင်နိုင်ခဲ့ပါတယ်လေရင်ခလီစဉ်အတွင်းတခြားလုံဖော့ကင်ဖတ်တွေကတခုခုတတိထားမိမှာကိုစိုးရင်သည့်သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုအတော်ထိန်ချုပ်ခဲ့ရပါတယ်မကြခင်မှာပဲလေရင်ကဒူဘိုင်းလေစိတ်ကိုစိုက်ကိုက်ခဲ့ပါတယ်သူတို့သုံးယောက်လည်း နောက်ဆုံးတော့တပြင်းချနိုင်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဂိတ်ပေါက်ကလုံကြုံရေးကသူတို့ကိုစိုက်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ကန်ကောင်းစာနဲ့လုံကြုံရေးကသူတို့ကိုမစစ်ဆေးခဲ့ပါဘူး။သူတို့သုံးယောက်လေဆိပ်ကနေအောင်မြင်စွာထွက်လာနိုင်ခဲ့ပါတယ်။ပြီးတော့ဟိုတယ်မှာဝယ်လက်နဲ့တွေ့ကြုံခဲ့ပါတယ်။ပစ္စည်းကိုစစ်ဆေးပြီးတဲ့နောက်ဝယ်လက်ကအရန်ကိုစိတ်ကျေနပ်သွားပြီးသူတို့ကိုငွေအများကြီးရေးရေးရိုးရိုးပေးချေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကာလတွေမှာ သူတို့ဟာဒီနည်းအတိုင်းပဲရွှေတွေကိုဆက်ပြီးမှောင်ခိုးသွင်းခဲ့ကြပါတယ်။ဒီလိုလုပ်ရင်သူတို့ပတ်စံအများကြီးရခဲ့ကြပါတယ်။သူတို့သုံးယောက်ဟာမကြခင်တန်းကျွက်တချေးတွေဖျက်ရတော့မယ်လို့တွေးနေကြမှာပဲ။တနည်းမှာမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူတို့လုံကျွန်ရဲ့ရုတ်တရက်တားဆီးခြင်းကိုခံလိုက်ရပါတယ်။တကယ်တော့တစုံတယောက်ကတည်င်းဖို့တိုင်ကြားခဲ့တာပါပဲ။သူတို့သုံးယောက်ကိုစစ်ကြောရဲ့ခန်းထဲခိုးသွားပါတယ်။ လုံကြုံရီကသူတို့အိတ်ထဲကချောကလက်လုံးလေးကိုတွေ့သွားပါတယ်။ဒါပေမဲ့အန်ဒီကနည်းနည်းမှကြောက်တဲ့ပုံမပြပါဘူး။လုံကြုံရီအခါရှိကတခုကိုကြိုက်စားကြည့်လိုက်တဲ့အခါဒီချောကလက်တွေဟာရွှေတွေမဟုတ်ဘူးဆိုတာတွေ့လိုက်ပါတယ်။ဒါပေမဲ့ဒါတွေအားလုံးဟာသူတို့ရဲ့အစီအစဉ်ရဲ့ plan B မှာပဲ။သွားတာထွက်နေတဲ့လုံကြုံရီအရာရှိကချောကလက်တွေအားလုံးကိုဖောက်ကြည့်ခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။စစ်စေးရဲ့အတိပေးချက်ကိုရရှိပြီးတဲ့နောက်သူတို့ဟာရွှေတွေကို လေရင်ရဲ့လေအေးပေးဆက်ပန်နယ်တွေတဲဝတ်ထားတာပါတက်တဲ့အထောက်ခံမလုံလောက်တာကြောင့်အာနာပိုင်တွေကသူတို့သုံးယောက်ကိုပြန်လွတ်ပေးခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာသူတို့သုံးယောက်တိတ်တိတ်ဆိတ်စုံစမ်းကြည့်တဲ့အခါသူတို့ကိုတိုင်ကြားခဲ့တဲ့သူဟာသူတို့ရဲ့ဩက္ကဋ္ဌကိုရိုက်ဖြစ်နေတာကိုသိရှိခဲ့ပါတယ်ဩက္ကဋ္ဌပါသူတို့ရဲ့နောက်ကဲမှာကြိုးကွိုင်နေတဲ့သူလည်းဖြစ်ပါတယ်သူတို့ချက်ချင်းသဘောပေါက်လိုက်တာကတော့ဩက္ကဋ္ဌကသူ့အစားခံတုံးလို့ရှားနေတာဆိုတာပါပဲ။ အရိညာမှာသူတို့သုံးယောက်ကရုတ်ဖြတ်ပြီးဩက္ကဋ္ဌရဲ့ပါတီပွဲထဲကိုခိုးဝင်ခဲ့ပါတယ်။ဩက္ကဋ္ဌအလစ်မှာအန်ဒီကသူ့ရဲ့အခန်းတော်ကိုတိတ်တိတ်ဆိတ်ခိုးယူလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲလီစာကစန်းကြည်ထိန်းချုပ်ခံတဲ့ကိုအ мян ဝင်သွားပြီးပိန်စနစ်ထဲကိုဗိုင်းရပ်စ်ထည့်လိုက်ပါတယ်။ချက်ချင်းပဲအဆက်အဦးထဲကကင်မရာအလုံးပျောက်သွားပါတယ်။အဲ့တော့သူတို့သုံးယောက်ဟာအခန်းတော်ကိုတုံးပြီးဩက္ကဋ္ဌရဲ့အခန်းထဲဝင်သွားခဲ့ပါတယ်။ဒေါ်လာတန်း300တန်ဖိုးရှိတဲ့ရွှေတွေကိုခိုးယူဖို့ပါ။ သူတို့သိတတ်ပြီကိုဖွင့်ကြည့်တဲ့အခါအแทမဘာမှမရှိတာကိုတွေ့လိုက်ရပါတယ်။ဩက္ကဋ္ဌကသူတို့ကိုတက်ဆာဖောက်သွားပြီလို့ယုံကြည်လိုက်ပြီးထွက်ပြေးဖို့ပြင်ဆင်နေတာထိရမယ်လို့တွေးလိုက်တာကြောင့်ရွှေတွေဟာသူ့ရဲ့ကိုယ်ပိုင်ချက်လျင်ပေါ်မှာဝတ်ထားတာထိရမယ်။သူတို့သုံးယောက်ကအဝဝင်ကတ်အတူတွေလှုပ်ပြီးဩက္ကဋ္ဌရဲ့ကိုယ်ပိုင်ချက်လျင်ပေါ်ကိုခိုးဝင်ခဲ့ပါတယ်။ပြီးတော့သူတို့ဟာရေထဲမှာအိတ်ဆေးခတ်လိုက်ပြီးဩက္ကဋ္ဌကအဲ့ဒီရေကိုတောက်လိုက်တဲ့အခါတတိလက်သွားခဲ့ပြီးသူတို့လည်းချက်ချင်းလျင်ခန်းတွေဝင်သွားကြပါတယ်။ အထဲမှာကလေးဆောင်ဤတွေအပုံလိုက်ရှိနေပါတယ်။သိတ္တတွေအများကြီးရှိပြီးသိတ္တအတိုင်းကလည်းပြည့်နေပါတယ်။သူတို့တောင်းရွှေတုံးသိတ္တကိုအမြန်လိုက်ယူပြီးလေရင်ရဲ့အချက်ပေခလုတ်ကိုနှိပ်လိုက်ပါတယ်။ဥက္ကဋ္ဌပြန်တတိယလာတဲ့အခါရဲတွေကရောက်နေခဲ့ပါပြီ။ရွှေတွေနဲ့ပြည့်နေတဲ့သိတ္တတွေကိုတွေ့လိုက်တဲ့အခါရဲတွေကဥက္ကဋ္ဌကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ရွှေမောင်ခုမှုအတွက်နောက်ဆုံးတော့သူတို့ဟာအောင်မြင်သွားခဲ့ကြပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။